အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မူလာဒီရွာမှာဒေါစင်ရင်တိုက်ခိုက်မှုကြောင့်အမျိုးသမီး၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းမှာကချင်ပြည်ပူတာအိုမြို့နယ်မူလာဒီရွာမှာဒေါစင်ရင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်အမျိုးသမီး၄ဦးသေဆုံးခဲ့ရပြီးရွာကအမျိုးသမီးတွေနဲ့ကလင်းငယ်တွေဟာရွာအတွင်းကိုဒေါစင်ရင်ထမှန်တိုက်ခိုက်လာမှုကိုစိုးရိမ်နေတဲ့အတွက်ပေးလို့ရနေရာတွေကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အေဘီလ16ရက်နဲ့18ရက်နေ့တွေမှာ မော်လာရီရွာအနီးတဝိုက်နဲ့ရွာတွေကိုစနေကောင်ဝင်ရောက်တောင်းကျမ်းခဲ့တာကြောင့်ဒေါ်တာမာဟဲ့38နဲ့ဒေါ်ငွားရော်နာ33နဲ့ဒေါ်ရှာရဲဟဲ့82နဲ့ဒေါ်မုံမဟာ81နှစ်တို့တည်ဆုံခဲ့ရတယ်လို့မော်လာရှိတီရဲ့အခြေပြုအဖွဲ့အစည်းဖြစ်တဲ့မြုံလင့်ရဟုတ်လူမှုကွန်ရီအဖွဲ့အစည်းကနေသိရပါဗျာ။ ။အရင်နောက်ရွာအတွင်းမှာရှိတဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေဟာမိုးလာရှိတဲ့ရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့မိုးလာဒီရွာအနီးတစ်ဝိုက်မှာနေထိုင်တဲ့အမျိုးသားတအူးက CJ ပလက်ဖောင်းကိုပြောပါရယ်။အမျိုးသားအချို့ကတော့မိုးလာဒီရွာထဲမှာအိမ်ဆောင်အနေနဲ့ကြံခဲ့တယ်လို့လည်းဆိုပါရယ်။ရွာကလူတွေကမိုးလာရှိတဲ့ကိုပြောင်းလာကြတယ်မော်လာရှိတီကမလေးကဟိုတယ်ဟူတေစာဟိုတယ်ရှိတဲ့ရွာပါလို့မော်လာဒီရွာအနီးမှာနေထိုင်တဲ့အမျိုးသားတအူးကပြောပါရယ် ခပြေးတိန်ဆောင်လာတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုအဖွဲ့အစည်းတွေနဲ့လူမှုကွန်ရက်အဖွဲ့တွေကအစားအသောက်အတွက်ကူညီပေးနေပုံကိုအရက်ပန့်လူမှုအဖွဲ့အစည်းများပူးပေါင်းကော်မတီပူတော်အောင်မှတာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။အခုတော့တို့ကတော့အစင်တော့ပြေပါတယ်ဒီဖက်ချမ်းအနီးစားတဲ့ဟိုပါဆွေမျိုးအိမ်တွေနောက်ပြီးတော့အသင်းတော်ပေါ်နောက်ဘာသာရေးတွေဖခင်เจ้าတွေမှာခိုးလုံနေကြတယ်။အဲ့ဒီထဲမှာအာတခြားအဖွဲ့အစည်းတွေကလည်းအစားအသောက်တွေနည်းနည်းပါးပါးအဲ့လိုကူညီတဲ့ဟာရှိတယ်။အဓိကတော့ဒီ hope လို့မို့အာကိုညီရဲ့အဖွဲ့ကနဲ့အစားတောက်တွေလူသားနာရှိတယ်။လက်ရှိမှာတော့တောင်ချန်းသွားတဲ့ဒေါ်စင်ကိုရှင်းလင်းဖို့အတွက်ပြည်သူ့စစ်အဖွဲ့ရွာကန်မုတ်စိုးတွေနဲ့စစ်နှင်းတွေကလိုက်လံရှာဖွေနေပြီးဒီကနေ့ AB လ19ရက်နေ့လယ်ပိုင်းထီတော့ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။မနေ့က AB 18ရက်ညနေပိုင်းမှာစရင်ထမှန်တောင်းကျန်းလို့မြို့သားတအူးသိဆုံးခဲ့ရတဲ့ဆိုပြီးဒေသအတွင်းမှာသတင်းတွေထွက်ပေါ်နေပေမဲ့ဒါဟာသတင်းအမှားတာဖြစ်တယ်လို့လဲမူလာဒီရွာကအမျိုးသမီးတအူးကပြောပါတယ် အရာကရေကြောဒီခြေရွာမှာယောက်ျားလေးတယောက်ဖြစ်တယ်လို့ပြောတဲ့ဟာအရာကကောလာဟာလာပါနော်အရာကဒေတာကန်တွေတောင်ဘယ်သူမှအတိအကျမသိထားဘူးမြင်လည်းမမြင်ဘူးလို့သူမကပြောပါတယ်အတန်ချားရောင်ကိုဆန်လာဖို့အတွက်လူသိဆုံးနေဆိုကစူပေါ်အောင်လောက်တာဖြစ်ပြီးဒါကိုကြားတဲ့သူတွေကအထင်လွဲကုန်တာဖြစ်တယ်လို့လည်းရေကြောဒီရွာကန်တအိုးရဲ့ပြောဆိုချက်ကိုသူမကပြန်ပြောပြပါတယ်စလိုင်းပြစ်ခတ်ဖို့စီစဉ်ထားတာဖြစ်ပေမဲ့စင်မလာခဲ့ဘူးလို့လည်းသူမကဆက်ပြောပါဗျ ပူတောင်မြို့နယ်ထဲမှာဆင်တောင်းချမ်းမှုအနေရတွေကြောင့်ဒေသခံတွေမကြခနဆိုသလိုထိခိုက်ဒေဆုံးတာတွေရှိနေတယ်လို့လဲရွာကန်တွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ။